ချိုင်းထောင်းနဲ့ခြေထိပ်ပြီးလမ်းလျှောက်နေတဲ့အမျိုးသားတဦးဟာဘောလုံးတစ်လုံးကိုသူ့ရဲ့အင်အားအပြည့်အဝတုံးပြီးကန်လိုက်ပါတယ်။ခဏကြာမှပဲဒီဘောလုံးဟာအသားစီးတဲ့အားလုံးကိုခက်ကျော်သွားရုံသာမကခိုင်မာတဲ့ကြောက်တုံးကြီးကိုပါထွန်းဖောက်သွားခဲ့တယ်။သူထွက်သွားပြီးနောက်ကွင်းပိုင်ရှင်ကပျက်စီးသွားတဲ့ပစ္စည်းတွေကိုတရီထားမိခဲ့တယ်။ကြောက်တုံးတွေကအပေါက်ကိုစိုက်ကြည့်ရင်းလူတိုင်းအားအားတင်းသွားခဲ့ကြပါတယ်။ဘာကြောင့်လဲဆိုတော့ကွယ်လွန်သွားပြီးထက်တဲ့ဘောလုံးပင်ရှင်ကလွယ်လို့ဒီလိုမျိုးပြင်းထန်တဲ့ဆွမ်းအားမျိုးဘယ်သူမှမပိုင်ဆိုင်နိုင်လို့ဖြစ်ပါတယ်။အဲ့ဒီအချိန်မှာပဲအဲ့ဒီလူဟာပြန်ရောက်လာပြီး ဒါကဘာမှမဟုတ်ပါဘူးလို့ပေါပေါပါပါပြောလိုက်ပေမဲ့ဘသူမှသူ့ကိုမယုံခဲကြပါဘူးငွေကြေးချမ်းသာလေကောင်လေးတစ်ယောက်ကတော့သူယူနေတာဖြစ်ရမယ်ဆိုပြီးလောင်ပြောင်ပြီးချက်ချင်းပဲပြန်ပွဲဝင်ဖို့အဆင့်ခေါ်လိုက်ပါတယ်ဒီလူကလည်းလက်ခံလိုက်ပါတယ်ပြန်ပွဲရပထမအဆင့်ကတိကျစွာပြစ်သွင်းရတဲ့အဆင့်ခေါ်မှုဖြစ်ပါတယ်ဒီအဆင့်ခေါ်မှုကဘောလုံးကိုပန်းနိုင်တယ်မပျက်စီးသေးပဲအစားတောက်အမျိုးမျိုးကိုကန်သွင်းရတာဖြစ်ပါတယ်ကောင်လေးတစ်ယောက်ကဖျက်တီတလုံးလုံးကိုအားဆိုင်ထုတ်เสียမလို့ပဲပိုက်ထဲရောက်အောင်ပို့နိုင်တယ်ပြီးပြည့်စုံတဲ့နီးပြူဟာကိုရှာဖွေတွေ့ရှိခဲ့ပါတယ် ဘောလုံးမန်နေဂျာကဒါကစားသမားရဲ့ဘောလုံးထိန်းချုပ်နိုင်စွမ်းကိုစမ်းတတ်တာပါလို့ရှင်းပြခဲ့ပါတယ်။ဒါပေမဲ့ဒီလူကတော့ဒီတိုင်းဆက်သွားရင်ရှုံးလိမ့်မယ်လို့ခန်းစားရပြီးသဘောမတူခဲ့ပါဘူး။ကွင်းပိုင်ရှင်ကခြေထစ်နေတဲ့ဒီလူကိုမထီမက်ငင်ကြည့်ပြီးဗဇက်ပိတ်ဖို့ရိုင်းဆိုင်စွာပြောလိုက်ပါတယ်။ကောင်လီကဒုတိယအဆင့်မှာခရမ်းကျင်တီကိုကန်ဖိုအတူတူနီးပြူဟာကိုအတုံးပြူတဲ့အခါဒီလူပြောတာမှန်နေဆိုတာတက်တည်ပြပေးခဲ့ပါတယ်။ခရမ်းကျင်တီကိုရိုက်ချိုးပြီးအစိတ်စိတ်အမွှာဝါထီထွားခဲ့ပါတယ်။ချမ်းသာတဲ့ကောင်လေးကတော့သူ့ရဲ့ညံ့ထင်းတဲ့ချွမ်းကြီးကိုလုံပြောင်လိုက်ပါတယ်။သူရှေ့ကိုတက်လာပြီးလေထဲကိုခုန်တက်ပြီးဖယားသီးနဲ့ခရမ်းညင်ကြီးကလုံလုံကိုတိတိကျကျဂိုးထဲကိုကန်သွင်းလိုက်ပါတယ်။ ဒုတိယစင်ခေါ်မှုကတော့မြန်မာတဲ့တက်တာတိုင်းတွေပေါ်မှာမတက်ရက်နေပြီးပြည်သွင်းရတဲ့စင်ခေါ်မှုဖြစ်ပါတယ်ဒီလူရဲ့အဖေကကစားဖို့ရှေ့တက်လာပါတယ်ချမ်းသာတဲ့ကောင်လေးကဒီအတိတ်ပဲရှိတဲ့ကစားဖေးကိုမြင်းဆန့်အောင်ဆက်ခြင်းတဲ့ကြောင့်အဖေကိုတက်တဲ့တိုက်တဲ့ကြမ်းထမ်းတဲ့ကန်ချက်ကိုအားကုန်ထုတ်လိုက်ပါတယ်အဲ့ဒီစွမ်းအားကြောင့်သူ့အဖေဟာအနောက်ကိုမိသားများစွာလွင်သွားပြီးမြေပြင်ပေါ်မှာပြင်းထန်တဲ့ဒဏ်ရာတွေနဲ့လဲကြကြံခဲ့ပါတယ်။ဒါကြောင့်မေဘောလုံးကတော့ဂိုးအပြင်ဘက်မှာရပ်တန့်သွားပါတယ်။ ဒီလူဟာဒါကိုဆက်ပြီးမခံရနိုင်တော့ပါဘူး။သူဟာချမ်းသာတဲ့ကောင်လေးကိုသင်ကန်းစာပေးဖို့ဆုံးဖြတ်လိုက်ပါတယ်။သူဂျာစီကိုလဲဝက်လိုက်ပြီးတက်တားတိုင်းတွေရှိမှမတက်ရလိုက်ပါတယ်။ပရိသတ်တွေကတော့သူလေသားကိုတောင်တပ်နိုင်ဘူးလို့ထင်ခဲ့ကြပါတယ်။ဒါပေမဲ့သူဟာအကျဉ်အနှဲငယ်လက်ပတ်ပြီးလေထဲကိုပြန်ွယ်သွားပြီးတက်တားထိုက်ပေါ်မှာခိုင်မြဲငယ်မတက်ရလိုက်ပါတယ်။ချက်ချင်းပဲချမ်းသာတဲ့ကောင်လေးကဘောလုံးကိုအားပြည့်နဲ့ကန်သွင်းလိုက်ပြီးပတ်ဝန်းကျင်ကတက်တားတိုင်းတွေဟာပြင်းထန်တဲ့ဆွမ်းအားလမ်းအကြောင်းအစိတ်စိတ်ကမှမှကွဲကျယ်သွားခဲ့ပါတယ်။ ဒါကိုမြင်တော့လူတိုင်းဒီလူအတွက်စိုးရင်ပူပန်ခဲ့ကြပါတယ်။ဒါပေမဲ့လူတိုင်းအံ့အားတင်းလောက်ဖို့ဒီလူဟာလေထဲကိုမြင့်တက်သွားပြီးဘောလုံးကိုအားစိတ်ထုတ်ဆရာမလိုပဲဖမ်းယူလိုက်ပါတယ်။အဲ့ဒီနောက်ပြင်းထန်တဲ့ဆွမ်းအားနဲ့ပြန်ကန်ထုတ်လိုက်ပါတယ်။ဘောလုံးဟာလေထဲမှာခယူပန်ပုံစံလက်ထပ်ပြီးနောက်ဆုံးမှာတော့ချမ်းတာတဲ့ကောင်လေးကိုရိုက်ထောင်းကသူ့နဲ့ဘောလုံးနဲ့နှစ်ယောက်လုံးဂိုးတဲ့ကိုလွင့်စင်သွားခဲ့ပါတယ်။တကယ်တော့ဒီလူဟာကွဲလွန်သွားပြီဖြစ်တဲ့ဘောလုံးပီရင်ကဖြစ်ပါရဲ့ဒီဇလောင်ကဘလို့အဲဒီဘက်တက်ရောက်မှုတွေပေးနိုင်မလဲလို့ထင်ပါတယ်လေ